Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Premier League ပွဲစဉ်34ဖြစ်ကျွန်တော်ကဘုံမောင်းရဲ့ကွင်းမှာတွားပြီးတော့ကစားရမယ်ဒါပြီးလို့ရှိရင်လည်း9ရက်လောက်တော့အနားရတယ်4ရက်5ရက်လောက်တော့ကျွန်တော်အနားရတယ်ဒါစပိန်ကိုတွားပြီးတော့ Europa League ဒါ Semi Final ပထမကြော်ပြေးကျွန်တော်ကစားရမယ် အဲ့ဒီပွဲကတော့ Manchester United ရဲ့ယာတီအချင်းကြီးကိုအများကြီးအဆုံးဖြတ်ပေးနိုင်မဲ့တော့ဒါပထမကြော့ပေါ့လေပြီးလို့ရှိရင်လည်း final ကိုတက်နိုင်တယ်ဆိုလို့ရှိရင်တော့အချင်းကြီးတော့ကောင်းပြီပေါ့ဆိုတော့ Premier League မှာကျွန်တော်တို့ Wolverhampton ကိုပြီးခဲ့တဲ့ပတ်ကကျွန်တော်ရှုံထားတယ်ဆိုတော့ကြားထဲမှာလည်းကျွန်တော်တို့ဘာမှန်ပွဲတွေဘာတွေမကစားခဲ့ရပဲနဲ့တပတ်လောက်ကျွန်တော်နားရတယ်ဒါ United တော့ဘယ်လိုပြောမလဲတော်တော်ချင်းကြီးကောင်းနေပေါ့နော်သူတပင်း injury ပြဿနာတွေရေးပါတဲ့ကစားမတွေကိုတော့ရောက်ကြုံနေရတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီဒီလိုမျိုးနားရက်တွေပါတယ်ရပြီးတော့ AECC ကစားရတယ်ဆိုတာမျိုးကတော့တော်တော်ကောင်းတဲ့အခြေအနေမျိုးလို့ကျွန်တော်ပြောရမယ်။ဆိုတော့ဘုံမောင်းနဲ့ပတ်သက်တဲ့ပွဲကိုကျွန်တော်စကြည့်ရရင် United ကကျွန်တော်တို့ညီလေးဝူပါနန်ကိုရှုံးပြီးတဲ့နောက်မှာကျွန်တော်တို့ဒီဘုံမောင်းနဲ့ကစားရမယ်။ဘုံမောင်းကလက်ရှိတတော်လေးအခြေအနေကောင်းနေတဲ့တဲမှာပါတယ်လို့ကျွန်တော်ပြောရမယ်။လက်ရှိအဆင့်ရှင်းမှာသူတို့ရှိနေတယ်ပေါ့နော်။ခဏလေးအဲအဆင့်ရှင်းမှာသူတို့ရှိနေတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘုံမောင်းက Crystal Palace နဲ့ကစားရတယ်။ ိုးမရှိတည်ကြရတဲ့ဒါအဝေးဝင်းမှာပါနော်ကိုးမရှိတည်ကြရတဲ့ဒီရာဒီမှာဘုံမောက်က33ပွဲကစားပြီးတဲ့ချိန်73ပွဲထိသူတို့နိုင်ထားတယ်10ပွဲတည်10ပွဲရှုံးထားတယ်52ဂိုးရထားတယ်ဂိုး40ပြန်ပေးထားပြီးတော့ goal difference 12ဂိုးနဲ့ဒါ United ရဲ့စားလို့ရှိရင်အများကြီးအချိန်ကြီးကောင်းနေပါတော့အစင်ခွန်က Aston Villa နဲ့သူတို့ကြားထဲမှာရှစ်မှတ်กว่าပြီးမဲ့အစင်ကိုးက Fulham တို့ဘာလို့နေတော့တစ်မှတ်လောက်ပဲသူတို့กว่าတယ်ဆိုတော့ဒီဘုံမောက်အတွက်လည်း ဒီယာဒီကအများကြီးစကားမပြောနိုင်တော့ပြီမဲ့လို့သူတို့နိုင်ပွဲတွေဆက်ပြီးတော့ရဖို့သူတို့ကြိုးပမ်းကြအောင်မယ် United အတွက်တော့ဒါအဆင့်14မှာ33ပွဲ10ပွဲနိုင်ထားတယ်10ပွဲတည်ကြပြီးတော့15ပွဲထိကျွန်တော်ရှုံးထားတယ်15ပွဲထိကျွန်တော်ရှုံးထားတယ်ဒါဟာတော်တော်ကိုအချင်းကြီးစူးစူးဝဝပါပဲ33ပွဲကစားမှကိုရီ38မှတ်ပဲကျွန်တော်ရသေးတယ်38မှတ်ပဲကျွန်တော်ရသေးတယ်နော်တိုက်စစ်ကလည်း33ပွဲမှာ38ကိုပဲရတယ်46ကိုပြန်ပြီးထားတယ် နော် good friend မှာ mind net တောင်မှာကျွန်တော်တို့ဒါ၈၉ဒီကျွန်တော်ထွက်နေတာဆိုတော့အဆင့်၁၇က whatsapp နဲ့ကျွန်တော်တို့ကြားတယ်အဆင့်၁၇เนาะအဆင့်၁၇က whatsapp နဲ့ကျွန်တော်ကြားတယ်မှာနှစ်ဘက်ပဲကျွန်တော်တို့ကြားတယ်ဒါပေမဲ့ everton အဆင့်၁၃ကအသေးနဲ့ကျွန်တော်ကြားတယ်မှာတော့အမှတ်တူတူပဲအဆင့်၁၂က crystal belly နဲ့ကိုရီကြားတယ်မှာတော့ခုနှစ်မှတ်လောက်ဒီကျွန်တော်တို့ကြားတယ် ခုနမလောက်ဒီကွာတယ်အဲအဲ့လောက်ထိကိုအချင်းကြီးကစိုးနေတာဆိုတော့ဇရာရက်တိမှုကတော့ထူးထူးခြားခြားကြီးတော့မပြောတော့ပါဘူးเนาะကျွန်တော်တိုင်ပတ်နေတယ်ဆိုတော့ဘုံမောက်ရဲ့နောက်ဆုံး၅ပွဲမှာဘုံမောက်ကတပွဲပဲနိုင်ထားသေးတယ်နှစ်ပွဲရှုံးထားတယ်နှစ်ပွဲတည်ကျထားတယ်ပေါ့နော်ယူနိုက်တက်ရဲ့နောက်ဆုံး၅ပွဲမှာလည်းကျွန်တော်တပွဲပဲနိုင်ထားတယ်နှစ်ပွဲအဲတပွဲတည်ကျပြီးတော့၃ပွဲထိကျွန်တော်ရှုံးနေထားတယ်အချင်းကြီးကဘလူးမန်ကိုကျွန်တော်ကောင်းမနေဘူးဆိုတော့ခုနကပြောသလိုပဲယူရိုပါလိကိုအိုင်ယွန်ဆိုင်ဆရာရှိလို့ဘာညာ เนาะโอเคท้าပါတော့โอเคအဲ့ရနော်အာယုံဆိုင်စရာရှိတဲ့ပွဲမှာဟုတ်ရင်ဟုတ်ပါเนาะဆိုတော့ပရီးမီးယားလိဂ်ကလည်းဒီဒီဘက်လည်းအဲ့လောက်ထိမျောလင်းစရာတော့ထူးထူးခြားခြားတော့ကျွန်တော်ဘာမှရှိတာမဟုတ်ဘူးဘုံမောဘကတရားစီလုံးအနေထားနဲ့ခြေသွင်းပြနေတဲ့ကစားမားတွေကလည်း3ယောက်4ယောက်လောက်ကျွန်တော်ရှိတယ်ဆိုတော့ကိုဒီကိုနေရာမရွေးဒုက္ခပေးနေဆိုရင်ရှိတဲ့အခြေအနေမျိုးဆိုတော့ပွဲထွက်လူစင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်ရရင်ကိုယ်သမားကတော့ဦးနနာကိုသမားနဲ့ပတ်သက်လို့ကတော့ဗျာမိမမေဘသူပဲပွဲထွက်ပွဲထွက်တိတ်ညူတိတ်စိတ်လှုပ်ရှားစရာမရှိတော့ဘူး ဦးနနာဖြစ်ခြင်းဖြင့်ဘိုင်နာဖြစ်ခြင်းဖြင့်တူမီဒန်ဖြစ်ခြင်းဖြင့်ဘသူပဲဖြစ်ကြည့်ပေါ့နော်အသင်းတွက်တဲ့အကျိုးပြုမဲ့ကောင်တွေမပါဘူးဒီလားဆိုတော့ဟိုဘယ်လိုပြောမလဲအသင်းကိုယ်သမားနဲ့ပတ်သက်လို့တော့ဘသူပဲပွဲထွက်လာပွဲထွက်လာတုံရင်းကတုံရင်းပဲပေါ့နော်ဘာမှတိတ်မျောလင်းစရာမရှိဘူးဆိုတော့အပြောင်းလဲကတော့ကျွန်တော်မျောလင်းရမယ်ကျန်တဲ့ဒီဘယ်လိုပြောမလဲကျန်တဲ့ဆယ်ယောက်နေရာမှာဘလောက်ထိသူပြောင်းလဲလာမှာလဲပေါ့ကျွန်တော်တို့ဒီစန်နာဘက်မှာဆိုလို့ကျင်တော့တေချာပေါက် Frederickson တို့ဘာလို့ကျွန်တော်ပြန်ပါဖို့တင်နေပေါ့နော်လူငယ်ကစားမလေးဖြစ်တဲ့ Frederickson ကဒီကျွန်တော်ဥပန်းနဲ့ねကစားကြတဲ့ပွဲမှာဆိုလို့ရှိရင်သူတော်တော်လေးအချိန်ကြီးကောင်းတယ်တပွဲလုံးလည်းသူကစားသွားတယ်ဒီ left center back နေရာမှာကစားတဲ့နေရာမှာလည်းတော့အချင်းကြီးကောင်းနေပေါ့နော်။ဒါကြောင့်ကျွန်တော်ကတော့အဲလူငယ်ကစားမလေးဖြစ်တဲ့ Frederickson ပြန်ပြီးတော့ပါသင့်တယ်လို့ကျွန်တော်ထင်တယ်။ ဆိုတော့ Lindy Love ပွဲထွက်ပြီးတော့ပြန်ကစားတင်တယ်လို့ Lenny Yuru ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Maguire တို့ဘာလို့ကိုကျွန်တော်တို့ဒီ Wuban တဲ့ပွဲမှာအနားပေးထားတယ်ဆိုတော့ကျွန်တော်ကတော့မိနစ်ဟိုဘယ်လိုပထမပိုင်းအပြင်မိနစ်80လောက်ထိကိုပါကောင်းပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဟုတ်တယ်ဗျာတော့ကျွန်တော် Maguire ပါလိမ့်မယ်လို့ကျွန်တော်ကျွန်တော်မြင်တယ်ဗျာ Maguire ဒါမှမဟုတ် Lenny Yuru နှစ်ယောက်ထဲကတစ်ယောက်တော့ပါလိမ့်မယ်။နှစ်ယောက်စလုံးပါဖို့ကတော့ခဲရင်းတယ်။အထူးသဖြင့်ကျွန်တော်တို့ပြီးခဲ့တဲ့ Wuban တဲ့ပွဲမှာ Master V ကိုကျွန်တော်တို့ပွဲချိန်ပြေးတုံးခဲ့တာ။ဆိုတော့ အဲဒီပွဲကျွန်တော်တို့မာဇရာဝီထပ်ပြီးတော့ထည့်မယ်ဆိုရင်ယူရိုပါလိပွဲစဉ်တွေတိုင်ပတ်သွားနိုင်တယ်ဆိုတော့မာဇရာဝီကိုအနာပေးဖို့လူတွေပေါ့နော်ဘာလို့လဲဆိုတော့တေချာပေါက်မာဇရာဝီကဒီဟိုနဲ့ပွဲဘာလဲဒီဘာလဲဗျာအဲအဲယူရိုပါလိဆီမီဖိုင်နယ်ပွဲမှာသူဘီဘာဝနဲ့ပွဲမှာပါဖို့ရှိတယ် right center back နေရာမှာเนาะဆိုတော့တေချာတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပွဲမှာမကွိုင်းယားနဲ့လင်နီယူရိုနှစ်ယောက်ထဲကတစ်ယောက်တော့ပြန်ပါပြီးရင်ဖရက်ဒရစ်ဆန်ရဲ့လင်နီလော့ဖ်ရဲ့ပြန်ပြီးတော့တွဲသင့်တယ်လို့ကျွန်တော်ထင်တယ်ပေါ့เนาะ တော့ဒါကြောင့်လည်းရှိမှာဆိုလို့ရှိရင်ဆန်နဘက်နေရာမှာအပြောင်းလဲတွေကျွန်တော်ရှိလာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ဟယ်ဒီမကွိုင်းရတော့ပါကောင်းပါနေတာပေါ့လေမကွိုင်းရကအဲ့ဒီဝူမန်နဲ့တဲ့ပွဲမှာလုံးဝမှမကစားခဲ့တာနော်ဆိုတော့ Frederick Sin ကတော့ကျွန်တော်ထပ်ပြီးတော့မြင်ရတဲ့နေဒီလူငယ်လေးကတော်တော်ကိုအချိန်ကြီးကောင်းတာဆိုတော့ left wing ဘက်နေရာမှာလည်းကျွန်တော် Harry Armes ကိုထပ်ပြီးတော့မြင်ရဖို့မျှော်လင့်နေအဲအချိန်ကြီးတော်တော်လေးကောင်းပါတယ် Harry Armes ကတော်တော်လေးလည်းအဆင်ပြေအောင်သူကစားပြထားတယ်ဆိုတော့ wing backs တွေမှာကျွန်တော်တို့က Dalot တို့ ဟိုဘက်ထရီတူဘူးတို့နှစ်ယောက်စလုံးကိုတပြိုင်နဲ့သုံးသိနေတဲ့မှာပါတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဟိုကိုရီတွက်ပို့ပြီးတော့အရေးကြီးတဲ့ပွဲတွေရှိတယ်လို့လည်း MOD ပြောထားတယ်ဆိုတော့သူ့အနေနဲ့ risk မယူသင့်ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့အဲဘက်ထရီတူကူကတော့ right wing back ကိုပြန်သွားပေါ့လေဒါမှမဟုတ်တူကူမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲဒါလို့ပေါ့ဗျာဒါမှမဟုတ်ပက်ထရစ်တူကရိုက်ဝင်းဘက်မှာကစားတာပို့ပြီးတော့တက်တောင်းတက်တာဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်။ဟိုတနေ့ကပွဲမှာတော့အဲဒါမှမဟုတ်ပုံသေးရလည်းပြောလို့မရဘူးတိလေ။သူကလည်းအဲ့ဒီနေရာမှာယူနိုက်တက်မှာရောက်ကြတဲ့ကစားတာတအားနေတော့ ဆိုတော့ဒီ Harry Amas နဲ့ Patrick Duguru နှစ်ယောက်ကို Winbacks ဒီမှာမြင်ရဖို့ကျွန်တော်မျှော်လင့်နေပွဲဆက်တီတအားများနေတဲ့ဒါလောက်တို့ကိုအနားပေးဖို့ကျွန်တော်မျှော်လင့်နေပါတော့ဆိုတော့ Queen လေမှာတော့ Casemiro ပြန်ပါလိမ့်မယ်လို့ထင်တယ်ပွဲချိန်ပြီတော့ပါဂျင်မပါမယ်ဒါပေမဲ့ Casemiro တော့ပြန်ပါလိမ့်မယ်လို့ထင်တယ် Cassie ကအရေးကြီးပါတယ်အတင်းရဲ့ Queen လေမှာလက်ရှိဒီဟွာနဲ့ပါလေဘီဘောင်နဲ့ကစားမဲ့ Euro ပါလိမ့်စီမီဖိုင်နယ်မှာလည်းသူ့ကိုကျွန်တော်ကပွဲထုတ်ခွင့်ပေးမှရမယ်အဲ့မဲ့ကြားထဲမှာလည်းကျွန်တော်တို့အနားပေးခဲ့တာဆိုတော့ကက်စမဲတို့ဒီဒီနေ့ပွဲတော့ပြန်ပြီးတော့ကစားရလိမ့်မယ်လို့ထင်တယ် ဒါပွဲချင်းပြတော့ဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်သူပေးမှာတော့အဲကျွန်တော်အမျော်လင်းဆုံးကဘရူနိုပဲဒီညမှာပါတော့မပါစီချင်ဘူးပေါ့နော်တကယ်ပြောရရင်ဖာနန်ဒက်စ်တို့ပါလို့ဆိုတော့ကအနာပေးလေအချင်းကြီးကောင်းလေဒါကိုအတွက်အရေးကြီးတဲ့ပွဲတွေမှာဆိုတော့ဒါပေမဲ့လို့ပြီးခဲ့တဲ့ပွဲကအနေထားကိုကျွန်တော်ကြည့်ရင်အမိုရင်းကအနည်းဆုံးတော့ပေါ့နော်ရက်လက်ကကောင်းကျင်တဲ့နေရာမှာပါတယ်ဒါအပြင်ဖာနန်ဒက်စ်ကပုံမှန်အတိုင်းဆိုလို့ရှိရင်တော့မှဇက်တိုက်ဆိုသူတို့တုံးရင်တော့ဘာမှမဖြစ်တဲ့ချိန်မှာဝူပန်အန်တဲ့ပွဲမှာမိနစ်80လောက်ထိအနာပေးထားတော့ ြန်သုံးမှု ready ဖြစ်ပြီးเนาะအဆင်ပြေတယ်ပင်လည်းပင်ဘက်မှာမဟုတ်ဘူးလို့လည်းသူယူဆထားမဲ့အခြေအနေမျိုးပါပဲကျွန်တော်ကတော့ finalist ပြန်ပါဖို့လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲအမှန်တမ်းပြောရင်တော့မထည့်တာပဲကောင်းတယ်ဗျဒီရမယ်เนาะသူ့သူအပြစ်ပြေဘောကအနာပေးပေါ့เนาะဒါပေမဲ့လူဂျားထဲမှာလည်းကျွန်တော်တို့၄ရက်၅ရက်လောက်ထိနားခွင့်ရှိတယ်နားတယ်ဆိုတာဒီတိုင်းထိုင်နေတော့ထိုင်နေရမှာတော့မဟုတ်ဘူးပေါ့ဗျာဟိုပွဲမရှိတာပြောတာပေါ့လေ့ကျင့်ငယ်နေပါတယ်တော့လောက်ရမှာပေါ့ပြီးရင်ခကြီးကလည်းသွားရမယ်မလားသူတို့တွေဆိုတော့မလွယ်ပါဘူးเนาะဆိုတော့အရေးကြီးတဲ့ဆောင်းပါးတွေကိုနားပေးသင့်တယ်လို့ထင်တယ်ဒါပေမဲ့လူကက်စမီရိုနဲ့ဘရူနိုကတော့ ကွင်းထဲမှာပြန်ပြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ injury ပြဿနာကြုံနေရတဲ့ကစားသမားတွေဘာတွေတော့သူထည့်ဦးမယ်လို့မထင်ဘူးပေါ့နော်။ Tyson မူအနေနဲ့လည်းတေချာဘောက်ကတော့ Rasmus ပဲပွဲထွက်လာဖို့ရှိမှာပဲ။နော်ချီတူ OB တို့ဘာတို့ကတော့ပွဲထွက်တဲ့နေမှာပါတယ်မနိုင်ပြောရင်ဟို Rasmus တို့ဘာတို့ကပြီးခဲ့တဲ့ဝူဘန်နဲ့ပွဲမှာလည်းသူအများကြီးကစားခဲ့တယ်ကျွန်တော်တို့ဒီအဝအတွက်လည်း Europa League အတွက်လည်းချီတူကစားလို့မရဘူးဆိုတော့ Rasmus ကြီးကိုပဲကျွန်တော်တို့ကထည့်ရမှာဆိုတော့ဒီပွဲမှာလူငယ်ကစားမလေးပြတဲ့ချီတူ OB ကိုကျွန်တော်တို့ကပွဲထွက်ခွင့်ပေးရင်လည်း တိတ်တော့ပြဿနာမရှိဘူးပေါ့နော်ဒါအများကြီးတော့သူလုတ်ပြခြင်းမှလုတ်ပြနိုင်မှာပေါ့လေဒါပေမဲ့လို့ rest match ကိုလည်းနားပေးရကြမယ်ဒီကောင်လေးကိုလည်းဒါပွဲထွက်ခွင့်ပေးရကြမယ်ဆိုတော့အများကြီးဒီကောင်လေးတို့ကကောင်းသွားမှာဘယ်လိုပဲဖြစ်ဖြစ်အတင်းရဲ့တိုက်စစ်မှာတော့ဘူးသူပဲတိတ်တိတ်ထူကြတဲ့အနေအထားမျိုးမှာတော့မရှိပါဘူးလူကလည်းဒါပဲရှိတာ GOB ကိုထည့်ရင်တော့သူဘာမှန်းလုတ်ပြနိုင်မလဲဆိုတဲ့မျိုးလင်းကျတော့ထားရမှာပေါ့လေဒါပေမဲ့လို့ကျွန်တော်ကတော့ rest match ပဲဒါထည့်လိမ့်မယ်လို့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့နောက်ထည့်သူ့အောက်ကဒါနံပါတ်10ရိုးနှစ်နေရာမှာတော့ ဒါကာနာချူနဲ့မေဆန်မောင်းကိုကျွန်တော်ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲမေဆန်မောင်းတို့မေဆန်မောင်းတို့ကိုဘီမင်းနူတို့အမြင်ရဖို့ကတော့ဗျာကျွန်တော်လွယ်ချင်မှလွယ်လိမ့်မယ်ဘာလို့လဲဆိုတော့မေဆန်မောင်းကလည်းဒဏ်ရာမကြာခဏရတဲ့တဲ့ player မျိုးဆိုတော့အရေးကြီးတဲ့ဘီဘာတို့နဲ့ပွဲမတိုင်ခင်မှာပွဲထွက်ခွင့်ပေးကြမှာပြီးမှာမင်းနူဆိုလို့ရှိရင်ကျွန်တော်ပေါ်တဲ့ခွင့်ပေးလိမ့်မယ်လို့ကိုကျွန်တော်မထင်ဘူးပေးတင်တယ်လို့လည်းကျွန်တော်မမြင်ဘူးပေါ့နော်ဒါ Ericsson တို့ဘာလို့ရှိတယ်ဗျာဒီလားအကယ်လို့မေဆန်မောင်းကိုမထည့်ခြင်းဘူးဆိုလို့ရှိရင်ကျွန်တော် Ericsson တို့ဘာလို့ကိုကာနာချူနဲ့တွဲပြီးတော့ထည့်ပလိုက်လို့ရတယ် မဟုတ်လည်းပဲ Eric Sin ကကျွန်တော်တို့ဒီ Uban နဲ့နဲ့ပွဲမှာ minute 60ပြီးကစားထားတာဒီပွဲလေးသူကစားလဲပြဿနာမရှိဘူးဟောသူ Europa League မှာကျွန်တော်ကသူ့ကိုသုံးဖို့မှမရှိတာဒါပေမဲ့လည်းလို့ပေါ့နော်အတင်းကဂိုးတွေပါလေလူနေပြီဖန်တီးမှုတွေပါလေလူနေပြီဆိုရင်တော့ Eric Sin ကိုထည့်လို့တော့ရှိတယ်ဒါပေမဲ့တေချာတာတခုကတော့ဒီကစားမကအတင်းအတွက် Europa League ပွဲမှာ minute 60ပြီးကစားပေးဖို့မရှိဘူးဆိုတော့ဒီဘုံမောင်းတဲ့ပွဲမှာပါကောင်းပါလာနေတယ်။ဒါပေမဲ့ကျွန်တော်မီဆန်မောင်းကိုတော့ပါလိမ့်မယ်လို့ကျွန်တော်ကျွန်တော်ထင်နေတယ်ပေါ့နော်။ဆိုတော့ကြောင့် injury ပြဿနာကြုံရတဲ့ကစားမားတွေခုနကပြောတဲ့ main new တို့ဘာတို့ကတော့ ပွဲထွက်ခွင့်ရလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေးသင့်သေးတယ်လို့လည်းကျွန်တော်မမြင်ဘူးဘုံမောက်ကကစားတာတော်တော်မြင်တယ်မြန်ပြီးတော့ press လုပ်တဲ့နေရာမှာလည်း aggressive ဖြစ်တဲ့နေရာမှာပါတယ်ဗျာမေဆန်မောင်းတို့လူမျိုးတဒုစုတဒုတို့ကစားတဲ့ကစားမတွေတွေဆိုရင်နည်းနည်းဒါအများကြီးတတိထားစရာမင်းနူးလူမျိုးဘောလုံးတအားကင်တဲ့ကစားမနဲ့ဆိုတော့အများကြီးတတိထားဖို့ကောင်းနေတယ်မှာပါတယ်အဲကျွန်တော်ကတော့ဗောနော်ဒါဖြစ်ဖြစ်အနိုင်ပွဲအများဆုံးဟိုလူစင်းလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ဒီနေရာမှာတခုရှိတာကခုနကပြောလို့ပဲကျွန်တော်တို့လက်ရှိပရီးမီယာလိကျွန်တော်တို့ယာစီကပြီးသွားပြီ ဘာမှမျှော်လင့်ချက်မရှိတော့ဘူးပေါ့နော်ဒီထက်ပို့ပြီးတော့ဟိုယာဒီကုံဒီလက်ကျန်ပွဲစဉ်တွေအကုန်နိုင်လဲပဲမင်းထူးထူးခြားခြားဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးเนาะဆိုတော့တန်းစင်မှုဟာလည်းကျွန်တော်အချိန်ကြီးကမရှိတော့ဘူးဆိုတော့ United အတွက်ကပြီးသွားပြီယာဒီကဒါပေမဲ့ကျွန်တော်တို့ယာဒီကဒီပုံစံတိုင်းကြည့်ရင်တမိုင်းတစ်ယောက်အဆိုးဝါးဆုံးနဲ့အဆုတ်ပြတ်ဆုံးယာဒီပဲဒါပေမဲ့ဒါကြီးကိုပြင်ဆင်နိုင်ဖို့အတွက်เนาะကျွန်တော်ဒီလိုမျိုးအရှက်ရဖို့ကောင်းတဲ့အရာမျိုးကြီး Manchester United တင်ဒီလောက်ထိအချိန်ကြီးဇိုးဒီမှာဘယ်တော့မှယက်တည်နိုင်ခဲ့တာမရှိဘူးဒါဒီလိုအချိန်ကြီးကိုပြင်ဆင်နိုင်ဖို့အတွက် အခွင့်အရေးကောင်းကျွန်တော်တို့ခုကျွန်တော်တို့မှရှိနေတယ်ဒါယူရိုပါလိဖလားကိုရဖို့အတွက်ပဲဆိုတော့လောလောတင်မှာရဖို့အတွက်ဆိုတော့ final ကိုရောက်မှရမှာဆိုတော့ final ကိုရောက်ဖို့ဆိုရင်နှစ်ကျော်စလုံးဘီဘောင်းနဲ့ပွဲမှာအချင်းကြီးကောင်းမှရမယ်ဆိုတော့အဲ့ဒီပွဲကပဲကျွန်တော်တို့ရဲ့ယာစီကိုပြင်ဆင်နိုင်စွမ်းရှိမှာအဲ့ဒီယူရိုပါလိဒီကျွန်တော်တို့ယာစီကိုကျွန်တော်တို့ကအမှန်ကန်ပြင်ဆင်နိုင်မဲ့အချင်းကြီးမျိုးအဲ့တော့ဒီပွဲကတိတ်တော့ခန်းစားချက်တွေပါပြီးတော့ပါမတော့မဟုတ်ဘူးကစားမလိုက်လည်းအမှန်ကန်ကစားကြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့လို့ပေါ့နော် ပုံမဆိုးအောင်တော့ကျွန်တော်ကျူးပန်းမှာပဲဗျာဟုတ်တယ်မလားကျွန်တော်တကယ်တကယ်ပွဲကောင်းကြီးကစားမယ့်ချိန်မှာဟိုအဲ့မတိုင်ခင်စိတ်တဲ့ပိုင်းရ ready ဖြစ်နေမှာကျွန်တော်ရမှာပဲရှေ့မှာပွဲတိုင်းရှုံးနေတယ်ဆိုလို့ရှိရင်အဲ့ဒီပွဲစဉ်တွေဘယ်လောက်ပဲအရေးကြီးပါတယ်ဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာရအစင်းသင်းဖြစ်ကြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့လည်းပဲဘုံမောက်ကတရားဒီပူကောင်းနေရဆိုတော့မျောလင်းစရာတော့အများကြီးမရှိဘူးပေါ့လေဆိုတော့ဒါလူစင်းနေမှာအရေးကြီးတဲ့ကစားမတွေကိုအနာပေးဖို့ကျွန်တော်မျောလင်းနေနော်ဥပန်နေတဲ့ပွဲစဉ်တွေကအတိုင်းပဲအများကြီးအပြောင်းလဲမရှိဘဲနဲ့ပွဲထွက်လာဖို့ကျွန်တော်မျောလင်းနေလူငယ်တွေကိုမြင်ရဖို့ကျွန်တော်မျောလင်းနေ ဒါမှပဲကျွန်တော်လူငယ်ကစားမတွေဘာလို့ပြနိုင်မလဲဆိုတဲ့စူးစမ်းကျင်စိတ်လေးရှိမှာမောင်ရင်ဒီကောင်းလေးကြီးပဲဆိုလို့ရှိရင်ပရီးမီးယားလေးကအရေးမပါတော့တာနဲ့ပညာနဲ့တိတ်ပြီးတော့မျောလင်းစရာအများကြီးမရှိဘူး။ဆိုညူရိုနေနေရောကျွန်တော်တို့ဒီပွဲမှာဘယ်လောက်ထိမျောလင်းချက်ထားကြလဲ။တိုက်စစ်မှာချီတူတို့ဘာလို့ပွဲထွက်လာတာများလိမ့်မယ်လို့ထင်ကြလား။ဒီနေ့ကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။